ဓမ္မမရှိမြတ်အောင်အနုမောဒနာတရားနည်းဖြင့်တောင်မြို့မဟာကရယုံရှိတော်ဘုရားကြီးရည်တာထားခဲ့တဲ့အနာကသာသနာရေးကျမ်းစာဒီနေ့ဏီကုံပိုင်းကိုဟောကြားပေးရမှာဖြစ်တယ်မဂ္ဂနေယောစီတော်ဖျားရှိ မြင်ကျင်တဲ့သာသနာဆိုပြီးတော့ဆရာတော်ကြီးကညီကုန်းချုပ်ထားပါတယ်နော်မာကနောဆရာတော်ပြကြီးကသူ့ရဲ့ဇန္တသူဖြစ်ခြင်းတဲ့သာသနာကိုညီကုန်းချုပ်မှာပြောထားတယ်မြန်မာနိုင်ငံကြီးဟာအာလုံးစီစီလုံးလုံးညီညီညွတ်ညွတ်ဖြစ်ကြပြီးတော့စီပွားရေးတွေတိုးတက်အောင်လုပ်ကြမယ် ညာရေးတွေတိုးတက်အောင်လုပ်ကြမယ်။ကျမ်းမာရေးတွေကောင်းအောင်လုပ်ကြမယ်။ကျေရောကြီးကစိတ်ကူးနဲ့နော်ပုံဖော်ပြီးတော့ပြစ်ချင်တာကိုရေးထားတာနော်။မြန်မာနိုင်ငံကြီးကအားလုံးညီညွတ်ညွတ်နဲ့စီပွားရေးတွေလုပ်ကြကျမရေကောင်းအောင်ဂယုဆိုင်ကြပညာရေးတွေတိုးတက်အောင်လုပ်ကြမယ်တိုင်ပြည်ကြီးကတိတ်ပြီးတော့တိုးတက်နေတယ်ပေါ့ ဲ့လိုတိုင်းပြည်ကြီးကတိုးတက်နေတဲ့နေရာအခါမှာသာသနာတော်ဟာလည်းပဲတိုင်းပြည်တိုးတက်လာတာနဲ့အမျှပန်ရှင်းရမယ်။အကြောင်းဖရာအကြောင်းဝန်တွေနော်တန်ခါးတွေတရင်သုံးတဲ့ဇာတင်တိုက်တွေကမ္မထမ်းအကြောင်းတွေဟာအကြောင်းဝန်ထဲကိုဝင်လိုက်တာနဲ့စိတ်ကြည်နှူးမှုကိုဖြစ်စေရမယ်။တိတ်ဆိတ်ငြိမ်းချမ်းပြီးတော့တန့်ရှင်းနေရမယ်။ ကြောင်းမုံများဟာတိတ်ဆိတ်နေရမယ်တန့်ရှင်းနေရမယ်အဲ့တော့ဘသူပဲလာလာခြာတင်လိုက်သေးကိုပဲရောက်တော့ရောက်ရောက်ကမ္မထမ်းကြောင်းတိုက်ဒီကိုပဲဝင်ဝင်စိတ်ကိုငြိမ်းချမ်းမှုဖြစ်စေရမယ်ပေါ့မကြီးအဝါဒတွေနဲ့တိတ်ဆိတ်ငြိမ်သက်ပြီးတော့နေရမယ်အမိုက်တွေလည်းတန့်ရှင်းနေရမယ် ဆရာတော်ကြီးကဘုန်းကြီးကျောင်းဆိုတာသူတော်ကောင်းတွေနေထိုင်ရနေရာမို့လို့မစုံညာသင့်ဘူးလို့ဆိုလိုတယ်စုံညာတာကိုဘုရားရှင်လည်းမကြိုက်ဘူးသူတော်ကောင်းတွေလည်းမကြိုက်ဘူးဘုရားကျောင်းဝန်တွေဆိုတာတန်ခါတော်တွေတရင်သုံးတဲ့ကျောင်းတိုက်တွေဆိုတာတိတ်တိတ်ဆိတ်ဆိတ်နဲ့ဇာတင်တဲ့အလုပ်ကိုလုပ်ရတယ်တရားထုတ်တဲ့အလုပ်ကိုလုပ်ရတဲ့နေရာတွေဖြစ်တယ်ပေါ့ ဒါကြောင့်အတန်ချက်ဆက်ကြီးတွေနဲ့ဆူညံတာမျိုးကိုကျွန်တော်ကြီးကအနာဂတ်တာဒနာကြီးစံတာထဲမှာပြုပြင်ဖို့အများကြီးပြောခဲ့ပါတယ်ကထိန်ပွဲတွေတိတ်တိတ်ဆိတ်ငြိမ်သက်သက်နဲ့လှုပ်ကြဖို့အတန်ချက်ဆက်မပါဘဲနဲ့ရှင်ပြူပွဲရဟန်းခံပွဲတွေတိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်ချင်းချင်းနဲ့လှုပ်ကြဖို့ကျွန်တော်ကြီးမှာခဲ့တယ်ဒါကြောင့်ဘုန်းကြီးเจ้าဟာဘယ်ချိန်လာလာဘသူလာလာ တိတ်ဆိတ်နေရမယ်ငြိမ်းချမ်းနေရမယ်ဝင်လာတဲ့သူရဲ့စိတ်ကိုအေးမြနိုင်စေရမယ်အဲ့ဒီလိုမျိုးအကြောင်းလိုက်တွေဖြစ်ရမယ်အဲ့တော့တိုင်းပြည်ကလည်းစီစီလုံးလုံးညီညွတ်နဲ့ជីវဝေးတွေကောင်းကျန်းမာရေးတွေကောင်းပညာရေးတွေလည်းတိုးတက်ဟောတန်ခါတော်အရှင်သူမြတ်ဘာဖက်ကလည်းပဲအကြောင်းဝန်ကြီးတွေကတန့်ရှင်းပြီးတော့တိတ်ဆိတ်ငြိမ်သက်နေမယ်ထက်ဆင်ပြီးတော့တခါအဲ့ဒီအကြောင်းမှာတရင်သုံးတဲ့ပုံကိုယ်တွေဒိတာပဲဖြစ်ဖြစ်စာတင်လိုက်ဖြစ်ဖြစ် အဲ့ဒီကြောင်းမှာတရင်သုံးနေတဲ့ပုံကူတွေဟာအရိယာသူတော်ကောင်းနေဖြစ်ရင်လည်းဖြစ်အရိယာသူတော်ကောင်းမဖြစ်သေးတိုင်အောင်ဝိနည်းတရားတွေကိုအလေးထားပြီးတော့တရားဓမ္မနဲ့နေထိုင်တဲ့ယဟန်ကောင်းနေဖြစ်ရမယ်ပေါ့ဆရာတော်ကြီးရဲ့စိတ်ကူးထဲမှာနော်ဖြစ်ဖြစ်ရှင်တဲ့ကြောင်းသာသနာပေါ့နော်ဆရာတော်ကြီးမြင်ကျင်တဲ့သာသနာအပြင်ဘက်ဗဟိတအားဖြင့်လဲတောင်းကန်တရားတန့်ရှင်း ចောင်းဝန်နေရာတန့်ရှင်တိတ်စိတ်ညီတဲ့နေရာမှာဣဇဒတတန်တန်တန်ဃာတော်များရဲ့တန်တန်မှာလဲဝိနည်းတရားကိုအလေးထားပြီးတော့သာသင်စာချတရားအထုတ်တဲ့အလုပ်တွေကိုစူးစမ်းနေတာနေထိုင်ကြရမှာဖြစ်တယ်ပေါ့အဲ့လိုဆိုရင်မြန်မာနိုင်ငံကြီးဟာတိတ်ပြီးတော့เนาะအားရစရာနိုင်ငံတစ်ခုကမ္ဘာအလယ်မှာဖြစ်နေမှာပဲကျွန်တော်စာပေထမ်းမှာလဲပါတယ်နိ ဂာမေဝါယတိဝါရိညေနေနေဝါယတိဝါတလေယထအရဟံတောဝိဟရန္တိတံဘူမိရာမဏိယကံကျောင်းကံကြီးတွေမိုးပြန်အောင်ဘလောက်ပဲစောက်တန်းစောက်တာလေသူတော်ကောင်းမရှိရင်အဲ့ဒီနေရာပြောချင်မကောင်းနော်တခါတခါမတွေကတရားတရားကောင်းလို့တိုက်တာအဆောက်အဦတွေစောက်ကြတယ်လှူဒန်းကြတယ်ကျောင်းချံဝန်းတစ်ခုလုံးကျောင်းဆောင်တွေပြည့်နှက်နေမယ် အစာဦးတွေမိုးပြန်နေမှာဒါပေမဲ့အဲ့ဒီကြောင့်နိုင်မှာတူတော်ကောင်းနေမရှိဘူးဆိုရင်အဲ့ဒီနေရာဟာပြောစရာမကောင်းဘူးသူတော်ကောင်းမရှိတဲ့နေရာဟာပြောကြမကောင်းမွေလျော်ပဲမကောင်းညမေဆွာဘုရားကပြောတယ်ဂာမေဝယတိဝရင်းညတော်ပဲဖြစ်ဖြစ်ရွာပဲဖြစ်ဖြစ်နေနေဝယတိဝတလီ တောင်ကုန်းတောင်မြင်ပဲဖြစ်ဖြစ်ဂျိုင်ဝမ်ဒေတာပဲဖြစ်ဖြစ်ဘလို့နေရာမှာမဆိုတဲ့ယထအရဟံတော်ဝိဟရန္တိတန်ဘူမိတာမနိယကံယဟန္တာအရှင်သူမြတ်ကြီးတွေတရင်သုံးနေမယ်ဆိုရင်တောင်မော်ဒေတာလည်းပြောစရာကောင်းသွားတယ်ခြံဝန်းဒေတာလည်းပြောစရာကောင်းသွားတယ်မြေပြတ်ဒေတာလည်းပြောစရာကောင်းတယ်တော်လည်းပြောစရာကောင်းတယ်ရွာလည်းပြောစရာကောင်းတယ်မြို့လည်းပြောစရာကောင်းတယ်နေရာနဲ့မဆိုင်တော့ဘူးဘသူတရင်သုံးတယ်လဲဘသူနေတယ်လဲဆိုတာနဲ့ဆိုင်သွားတယ်နော် အဲ့ဒီအကြောင်းမှာအဲ့ဒီအရက်မှာအဲ့ဒီဒေတာမှာဘသူနေတယ်လဲဆိုတာဆိုင်သွားတယ်နော်ဒါကြောင့်မြတ်စွာဘုရားကယထအရဟံတောဝိဟရံတိတံဘူမိရမဏိယကံသူတော်ကောင်းတွေသတင်းသုံးတဲ့နေရာမှွေလျော်ပဲကောင်းတယ်ပြောကြကောင်းတယ်ပေါ့ဒါကြောင့်မာကရုံစီတော်ဘုရားကြီးကဘဟိတဖြစ်တဲ့အကြောင်းတွေတန်ရှင်းတက်ရုံနဲ့မကဘဲနဲ့အဲ့ဒီအကြောင်းမှာသတင်းသုံးမဲ့ပုံကူ တွေ့ရလဲပဲတိရသမารီပညာတွေပြေဝါရမယ်ပေါ့ဆေရောကြီးမျောမဲနဲ့တာသလားနော်အပြင်ဘန်းကလည်းတန်ရှင်းတက်ရပြီးစိတ်ကိုဆွဲဆောင်တယ်အဲ့ဒီမှာတရင်သုံးတဲ့တန်ဃာတော်တွေဟာလည်းတိရသမารီပညာတွေပြေဝါမယ်ဆိုတော့အတိုင်းထက်အလွန်ကောင်းပြီပေါ့နော်အိဇဒအတွင်လည်းကောင်းဗဟိတအပြင်လည်းကောင်းပေါ့ ေးဒါကြောင့်ဆယ်တော်ကြီးကအဲ့လိုသာသနာကိုမှန်းတာမြန်မာနိုင်ငံမှာအဲ့လိုဖြစ်ရမယ်ကျောင်းတိုက်သည်နှမျိုးပဲရှိရမယ်သာသနာမှာစာသင်နေတဲ့ကျောင်းတိုက်နဲ့တရားထုံးနေတဲ့ကျောင်းတိုက်နှမျိုးပဲရှိရမယ်မြန်မာတိုင်းနိုင်ငံလုံးမှာကျောင်းတိုက်ဟာနှမျိုးပဲရှိရမယ်ဘလောက်ပဲကျောင်းတိုက်များတယ်ပြောပြောနှမျိုးပဲစာသင်တိုက်လားတရားထုံးနေတာလားသာသနာမှာဒါပဲရှိရမယ်ပေါ့စာသင်တိုက်လည်းမဟုတ်ဘူးတရားထိုင်တာလည်းမဟုတ်ဘူးဒီလိုပဲနေတယ်တရားကို130အလုံးမဲ့ နေတာမျိုးမဖြစ်တင်ဘူးတဒနာမှာပေါ့တိုင်းသူပြည်သားတွေရဲ့ရွှေနှဲစာနဲ့ကြောင်းနေဆောင်မယ်တိုင်းသူပြည်သားတွေရွှေနှဲစာနဲ့ဆုံးနေဖုံးမယ်တိုင်းသူပြည်သားတွေရဲ့ရွှေနှဲစာနဲ့သင်ငယ်နေဖို့မယ်အလုပ်လုပ်ရမယ်လေတရားအလုပ်စာအလုပ်စာသင်နဲ့သင်တရားထုံနဲ့အထုပ်စာလည်းမသင်တရားလည်းအမထုပ်ပဲနဲ့နေမယ်ဆိုလို့ရှိရင်တဒနာဝန်ထမ်းလို့မခေါ်ဘူးတဒနာဝန်စီလို့ခေါ်တယ် ဝန်ထုံဘုံဖြစ်နေတယ်တိုင်းသူပြည်သားတွေမှာအဲ့လိုပုံကိုယ်တွေကိုကြွေးထားရတာဝန်ထုံဘုံဖြစ်နေတယ်ပေါ့မတန်ဘူးပေါ့စာတင်တဲ့အလုပ်တွေတရားထုတ်တဲ့အလုပ်တွေကိုလုပ်နေရတဲ့ပုံကိုယ်တွေမို့လို့ထောက်ပံ့ရတယ်ဆိုတာတန်တယ်ပေါ့စာလဲမတင်ဘူးတရားလဲအမထုတ်ဘူးအဲ့လိုပုံကိုယ်ကိုတိုင်းသူပြည်သားတွေကထောက်ပံ့နေရတယ်လူတန်းနေရတယ်ဆိုတာမတန်ဘူးအဲ့ဒါကြောင့်ဆရာတော်ပြကြီးကသာသနာဝန်ထမ်းလို့မခေါ်ဘူးသာသနာဝန်စီးတဲ့ဝန်ထုံဘုံလို့ဖြစ်နေတယ်စီးပိုးနေတယ်ပေါ့ ဒီကောင်းပြီအောင်ဆရာတော်ကြီးရဲ့အာယုံထဲမှာအနာဂတ်မြန်မာနိုင်ငံအနာဂတ်သာသနာတော်ကြီးဟာအဲ့လိုမျိုးဖြစ်ရှင်တာနိုင်ငံကြီးတော်လည်းအားလုံးဟာစီလုံးညီညွတ်ပြီးတော့စီပွားရေးတွေကောင်းကျန်းမာရေးတွေကောင်းပညာရေးတွေလည်းကောင်းသာသနာကိုကြည့်လိုက်တော့လည်းကျောင်းဝတ်တွေဟာတန်ရှင်းတက်ရတိတ်ဆိတ်ရင်ပြီးတော့ကျောင်းမှာတရင်သုံးနေတဲ့ယဟန်တော်တွေဟာလည်းကြီးညိုစရာတိတ်ကောင်းနေမှာအဲ့လိုမျိုးအနာဂတ်နိုင်ငံအနာဂတ်သာသနာကိုဆရာတော်ကြီးကမြင်ချင်တာဆရာတော်ကြီးကဆက်ပြီးတော့မိုက်တယ် နိုင်ငံကြောင့်လည်းသာသနာတိုးတက်တယ်လို့သာသနာကြောင့်လည်းနိုင်ငံပိုကောင်းပါတယ်။ကိုင်းကျွန်းမီကျွန်းကိုင်းမီလို့ခေါ်တယ်ပေါ့။ရေလဲကောင်းမှာနော်တောင်ထုံးနေတဲ့ကျွန်းတွေရှိတယ်။တန်လွင်မြစ်တို့အရာဝတီမြစ်တို့မှာနော်။ရေလဲကောင်းမှာတောင်ပြင်တွေထုံးနေတာရှိတယ်။အဲ့ဒီတောင်ပြင်တွေကိုရေတိုက်စားတယ်။မပြိုအောင်လို့ကိုင်းပင်တွေကနော် မြေကြီးကိုကုတ်ထားတယ်သူတို့ရဲ့အမြင့်တွေကမြေကြီးကိုကုတ်ထားတယ်အဲ့တော့ရေတိုက်စားပြီမဲ့လဲတဲတွေကပြိုကျမသွားအောင်မြေကြီးတွေပြိုကျမသွားအောင်အဲ့ဒီကိုင်းပင်တွေကထိန်းထားတယ်ပေါ့အဲ့တော့ကိုင်းပင်ကြောင့်ကျုံးတွေကပြိုဆင်းမသွားဘူးတခါကျုံးပင်တွေအဲ့ဒီကိုင်းပင်တွေဟာလည်းပဲကျုံးကြောင့်ရက်တည်နေနိုင်တယ် ဒီကျုံးမှာမှီပြီးတော့ပေါက်နေရတာကျုံးရဲ့မြည်စီဩဇာတွေကိုစုပ်ပြီးတော့အဲ့ဒီကိုင်းပင်တွေကချင်းတန်းနေတာအဲကြောင့်ကိုင်းပင်တွေကြောင့်ကျုံးဟာမပြည့်စည်ပဲရှိနေတယ်လို့ကျုံးကြောင့်လည်းကိုင်းပင်တွေကချင်းတန်းနေတယ်ပေါ့ဦးဇနောဒီမှာလည်းဦးဇနောတောတောင်တွေဒါလည်းစကားဆက်လို့ပေါ့နော်တက်နေသမျှဦးဇနောဒီမှာသပင်တွေကိုထိမ့်သိမ့်ထားခိုင်းနေပေါ့ဘာဖြစ်လို့လဲဆိုတော့ ်တပင်းတွေဟာရာသီဥတုတွေမကဘူးဒီတောင်နှံရံတွေမြေတွေမပြိုအောင်လဲထိမ့်ထားပေးတယ်တပင်းရံအမြစ်တွေကမြေကြီးကိုကုတ်ထားတာအဲ့ဒီခါကျတော့တောင်ယုံတောင်ယုံမိုးရွာလဲမြေကြီးတွေပြိုဆင်းမကြတော့တောင်ကရုံးကြီးတွေဆိုရင်မြေပြိုတာပဲလေတချို့နားမလဲတော့တောင်တွေကိုတပင်းအကုန်လုံးပြောင်းနေအောင်ရှင်းတပင်းကိုပြောင်းနေအောင်ရှင်းလိုက်တော့တပင်းတွေမရှိတော့အဲ့တော့မြေကြီးကိုထိမ့်ထားမဲ့ တပင်မရှိဘူးရေတွေကိုစောက်ထားမဲ့တပင်မရှိဘူးအဲ့တော့တောင်တွေက6တွေ့ပြီးတော့ပူးလာတယ်မိုးရွာတဲ့အခါကျတော့အဲ့မှာအကုန်လုံးပြိုဆင်းတာပဲကုတ်ထားတဲ့အမြစ်ကမရှိတော့ဘူးအကြောင်းစလို့တက်နိုင်သမျှတပင်ကိုထိမ့်သိမ်းထားရတယ်ပေါ့ဦးဇင်းတို့မြေပြန့်ဒေသမှာဆိုလို့ရှိရင်လည်းဦးဇင်းတို့မြက်ပင်တွေစိုက်ရတယ်မြေစုလာတွေမဆုံးချုံးအောင်လို့မိုးရွာတယ်ဆိုလို့ရှိရင် ရေတိုက်စားမှုနဲ့မြေစီလွားတွေဆုံးချုံတယ်မြက်ပင်တွေစိုက်ထားတယ်ဆိုလို့ရှိရင်အဲ့မြက်တွေကမြေတွေကိုထိမ့်သိမ့်ထားတာမိုးရွာလို့ရှိရင်လည်းမြက်တွေရဲ့အမြစ်တွေကအကုတ်ထားတဲ့ခါကျတော့မြေတွေဆုံးချုံမသွားတော့ဘူးပေါ့ဒါကြောင့်ဦးဇင်းတို့တပည့်တွေကိုမှားရတယ်မြက်တွေကိုပြောင်းနေအောင်မရှင်းနဲ့မြေကြီးဆက်နေပဲအပေါ်ကနေရိတ်ပေါက်တူးနဲ့မလောက်အောင်ပေါက်တူးနဲ့မြက်တွေကို ပေါက်လိုက်လို့ရှိရင်မြေစီလွားတွေဆုံးချုံတယ် ရေတိုင်စားတဲ့အခါမှာအကုန်လုံးမြေတွေပါသွားတယ်ပေါ့ဒါကြောင့်မြေပြန့်ဒေသမှာဖြစ်နေဆိုလို့ရှိရင်လည်းမြေတည်စားရပြီးတော့မြေစီလောက်ထင်းသိမ်းရတယ်တောင်တဲ့ဒေသတွေမှာဆိုရင်လည်းတပ်ပင်တွေမခုံးရဘူးတောင်မြေတွေကိုမြေတပ်ပင်တွေကထိမ့်ထားတယ်အဆိုတက်တွေကိုထိမ့်ထားတယ်ပေါ့ဒါကစကားဆက်လို့ပြောတာနော်အဲ့တော့ဆရာကြီးကကျွန်းဟာကိုင်းကိုအမိပြုတ်ပြီးတော့မပြုတ်ဘဲနဲ့နေတယ် ကိုင်းမေတွေဟာလည်းကျွန်းကိုအမိပြုပြီးတော့ရှင်သန်နေရတယ်အဲ့ဒီတိုင်းပဲမြန်မာနိုင်ငံကြီးကအလုံးစီလုံးညီညွတ်ပြီးတော့စီပွားရေးတွေကောင်းကြမယ်ကျန်းမာရေးတွေကောင်းကြမယ်ပညာရေးတွေတိုးတက်လာကြမယ်ဆိုရင်သာသနာလည်းတိုးတက်လာတာပေါ့ဒီသာသနာကောင်းရင်ဖခင်ရဲ့အဆုံးအမတွေထုံးကားတဲ့အတွက်ကြောင့်တိုင်းသူပြည်သားတွေကလည်းကိုကျင်တရားနဲ့ပြည့်စုံကြမယ်စိတ်ချမ်းသာမှုတွေရကြမယ်ပေါ့ အာဂရီလိုင်းမှုတွေကင်းမယ်လေဘုရားရဲ့အဆုံးအမနဲ့ဒါအညီနေကြမယ်ဆိုရင်အာဂရီလိုင်းမှုတွေကင်းကြမယ်လေဘုရားရဲ့အဆုံးအမတွေမထုံးကားတဲ့အတွက်ကြောင့်အာဂရီလိုင်းမှုတွေများကြမယ်ခိုးမှုတွေများကြမယ်တတ်မှုတွေများကြမယ်ကာမသုမေဆာသနာကံတွေများလာကြမယ်လေအတိုင်းပြည်ရာစီပေါင်းရေးကောင်းပြီမဲ့ကျမ်းမာရေးကောင်းကြပြီမဲ့ခုနကလိုဘာသာတရားမပါဘူးဆိုရင်နော်ဘုရားရဲ့အဆုံးအမတွေမပါကြဘူးဆိုရင် ခိုးတာတွေများလာမယ်တပ်ဖြတ်မှုတွေများလာမယ်ကမိတ္တမိတ်သာသနာနော်သူများသားများကိုစော်ကားမှုတွေဖြစ်လာမယ်ဒါကြောင့်တိုင်းပြည်တိုးတက်လာတာနဲ့အမြသာသနာလည်းတိုးတက်ရမယ်သာသနာကောင်းရင်နိုင်ငံလည်းကောင်းရမယ်သာသနာကြောင့်နိုင်ငံဒီကိုကျင်တရားနဲ့ပြည့်စုံတဲ့နိုင်ငံစိတ်ချမ်းသာတဲ့နိုင်ငံဖြစ်ရမယ်နော်သာသနာကြောင့်နိုင်ငံဒီကိုကျင့်တရားကောင်းရမယ်။ငြိမ်းချမ်းရမယ်။ ဒီတိုင်းပြည်ကြောင်းသာသနာတော်ကြီးကလည်းတုတ်တရမယ်အဲ့လိုမျိုးအပြန်အလှန်ပေါ့နော်ကျုံကိုင်းမီကိုင်းကျုံမီဆိုတာသာသနာကြောင်းနိုင်ငံကြီးလည်းအေးချမ်းနိုင်ငံကြီးကလည်းကိုကျင်တရားတွေကောင်းအေးနိုင်ငံကြီးတုတ်တက်လို့လည်းသာသနာတော်ကြီးလည်းတုတ်တက်လာအဲ့လိုမျိုးအပြန်အလှန်သာသနာနဲ့နိုင်ငံနိုင်ငံနဲ့သာသနာကိုင်းကျုံမီကျုံကိုင်းမီတို့လိုမျိုးကျေးဇူးပြုရမယ်အဲ့ဒီအတွက်ဦးဇင်းတို့ အဲ့တော့အဲ့ဒီလိုသာသနာတော်ကြီးပန်ရှင်းတည်တံ့ဖို့မရရဲ့အဆုံးအမတွေပြန်ပြီးထွန်းကားလာဖို့အတွက်ကအစိုးရနဲ့ တိုင်းသူပြည်သားတွေမှာတာဝန်ရှိတယ်ပေါ့အစိုးရမပါဘဲနဲ့သာသနာတော်ကြီးကိုပြန်ပြီးတော့တန့်ရှင်းအောင်ကောင်းမွန်အောင်လုပ်ဖို့မဖြစ်နိုင်ဘူးအဲ့တော့အစိုးရကလည်းဘုသူတို့သာသနာတန့်ရှင်းအောင်ဆောင်ရွက်ရမယ်ရှင်တို့ကြီးကနာဂတ်သာသနာရေးကျမ်းစာထဲမှာအနောယထာမင်းတို့အာသောကမင်းကြီးတို့ကိုထောက်ပြထားတယ်နော် အတော့ကမင်းကြီးတို့ကယဟန်တူတွေကိုဖယ်ရှားနော်ယဟန်ကောင်းတွေကိုထောက်ပံ့ပြီးသာသနာကိုထုံးကအောင်ဆောင်ရွက်ခဲ့တယ်အနော်ဒါမင်းကြီးလည်းပဲယဟန်တူအကြီးကြီးတွေဖယ်ရှားပြီးတော့ယဟန်ကောင်းတွေကိုတိုင်းပြည်မှာနော်နေနိုင်အောင်ထုံးကလာအောင်ဆောင်ရွက်ခဲ့တယ် ဲ့ဒီလိုမျိုးအစိုးရနဲ့တိုင်းပြည်ပြည်သားတွေဟာလည်းပြောမြန်မာနိုင်ငံမှာအကျင့်သီလနဲ့ပြည့်စုံတဲ့တန်ခါတော်ကောင်းတွေပေါ်ထွက်လာအောင်ဆောင်ရွက်ရမယ်သာသနာရေးကိစ္စဘာသာရေးကိစ္စတွေမှာတိုင်နိုင်သမျှရိုးရာဆိုတာတဲ့ဖရာရှင်ရဲ့အဆုံးအမနဲ့အညီဆောင်ရွက်ကြမှာဖြစ်တယ်ပေါ့။ဗာလေးပဲလှုပ်လိုက်လှုပ်လိုက်။ဘာသာရေးကိစ္စမှန်သမျှသာသနာရေးကိစ္စမှန်သမျှ မြတ်စွာဘုရားဘလို့ဟောလဲမြတ်စွာဘုရားဘလို့မိန်လဲဘုရားလူလူကြလုံမယ်ပေါ့ချင်းပြွဲဆိုရင်လည်းဘုရားလူကြလုံမယ်အများလူကြမလုံဘူးနော်ယဟန်ကံပွဲဆိုရင်လည်းဘုရားအလူကြလုံမယ်အများလူကြမလုံဘူးကထိန်ပွဲဆိုရင်လည်းဘုရားအလူကြလုံမယ်အများလူကြမလုံဘူးအဲ့တော့ကထိန်ပွဲလုံလို့ချင်းပြွဲယဟန်ကံလုံလို့တိတ်တမိုးပွဲလုံလို့အားလုံးဘုရားအလူတော်ကြပဲဖြစ်စေရမယ်အဲ့ဒီလိုမျိုး အစိုးရနဲ့တကွာတိုင်းသူပြည်သားတွေကစ조사ပြီးတော့ပြုပြင်မယ်ဆိုရင်ဆရာတော်ကြီးမျော်မှန်းတဲ့သာသနာတော်ကြီးဟာဖြစ်လာမယ်ပေါ့အေးအကယ်၍များအကြောင်းမျိုးမျိုးကြောင့်အစိုးရကသာသနာပြုပြင်ရေးကိုစိတ်မဝင်စားဘူးသာသနာကိုတန်ရှင်းအောင်လုပ်ဖို့အစီအစဉ်မရှိဘူးဆိုရင်လည်း ကျဲတော့ရညီကုန်းချုပ်နေနဲ့ဒကာဒကာမတွေကိုမှားတယ်အေးဒကာဒကာမများနေနဲ့မိမိတို့အားထားရာဆရာတော်များကိုခြောက်ပြီးတော့ကိုယ်ွယ်စည်းကပ်ပြီးတော့မိမိတို့နောင်ရည်အတွက်ကိုပြင်ဆင်ကြပါဆရာတော်ကြီးရဲ့လမ်းစဉ်ကအများကိုကယ်နိုင်ကဲမကယ်နိုင်ကိုလို့ရုံးအဲ့လိုပဲသာသနာကိုပြုပြင်လို့ရရင် ပြုပြင်ပြင်လို့မရရင်ဆရာကောင်းသမားကောင်းတွေကိုချင့်ကပ်ပြီးတော့ကိုယ့်ရဲ့နောင်ရည်အတွက်ကိုပြင်ဆင်ကြပါ ယဟန်တန်ဃာတော်များကလည်းပဲဝိနည်းကိုလေးစားပြီးတော့တရားဓမ္မတွေကိုကျင့်ကြံကြပါတဲ့ဆရာကြီးကနော်အားလုံးကိုကောင်းအောင်ပြုပြင်နိုင်ကောင်းတာပေါ့နော်တနိုင်ငံလုံးကိုပြုပြင်နိုင်ဖို့ဆိုရင်တော့အစိုးရမပါပဲမဖြစ်နိုင်ဘူးအစိုးရပါမှတနိုင်ငံလုံးကိုပြုပြင်လို့ရမယ်မပါဘူးဆိုရင်တော့ကိုလုံရောင်းရမှာဖြစ်တယ်ပေါ့မိမိရဲ့တန်တရာဝဆင်းကလွတ်မြောက်ရေး နိဗ္ဗာန်မလိုချင်တဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းနောက်ဘဝကောင်းရာဒုက္ခတွေရောက်ရှိရေးဆယ်ကောင်းသမားကောင်းတန်ချင့်ကပ်ပြီးတော့စိတ်ကောင်းနေထားကိုခြင်းတရားတွေကောင်းနေစဉ်ဒါနဝတ်တွေလုပ်ပြီးတော့ကျူစားကြရမှာဖြစ်တယ်လို့ဆရာတော်ကြီးကပြင်နိုင်ရင်ပြင်မပြင်နိုင်ရင်ကိုလိုရုံးကံမှုအတွက်ကိုလမ်းညွှန်ပြီးတော့မူခဲ့တယ်ပေါ့ဆရာတော်ကြီးပေးတဲ့ဥပမာရှိတယ်ပိန်နေသည့်ဥပမာနော် ပိန်းနေသည့်တလုံးဟာတချမ်းပုတ်နေတယ်တချမ်းပုတ်နေတဲ့အခါမှာကျော်ရကြီးပြောတာကတချမ်းကအကောင်းတချမ်းကအပုတ်ကောင်းနေတဲ့ပိန်းနေသည့်တချမ်းကပုတ်သွားတဲ့ပိန်းနေသည့်တချမ်းကိုပြန်ကောင်းအောင်လုပ်ဖို့မဖြစ်နိုင်ဘူးเนาะကောင်းနေတဲ့တချမ်းက ပုတ်နေတဲ့တချမ်းကိုပြန်ကောင်းအောင်လုပ်လို့မရတော့ဘူးပုတ်နေတဲ့တချမ်းကသာကောင်းနေတဲ့တချမ်းကိုသူ့လိုပုတ်အောင်လုပ်လို့ရတယ်ကောင်းနေတဲ့တချမ်းကတပြေးတပြေးနဲ့အပုတ်ဒီကုဆက်လာတယ်နောက်တစ်လုံးလုံးပုတ်သွားတယ်အဲကြောင့်ဆရာကြီးကအဲ့ပိနေသည့်ဥပမာနဲ့ပြောတယ်အဲကြောင့်ပိနေသည့်အပုတ်လိုမျိုးအကောင်းတွေကအပုတ်ဖက်ကို မရောက်အောင်စူးစမ်းပြီးတော့ကြည့်ကြအထုတ်သင့်ပါတယ်တဲ့ เนาะပုံနေတဲ့တချမ်းကို ကောင်းအောင် မလုံနိုင်ရင်ထားတော့ဒါမှမဟုတ်ကိုကိုတိုင်းကပုံမသွားအောင်เนาะတခါတည်းမှလို့သတိပြုဖို့လိုတယ်သူများတွေဒီလိုပဲပြက်စီးနေတာပဲဆိုပြီးလက်ညှိုးမထိုးပါနဲ့ကိုမပြက်ဖို့လိုတယ်သူများမိုးခါရေးတော့ကိုမတော့ဖို့လိုတယ်အဲ့ဒါစရိယပြောတယ်เนาะကောင်းနေတဲ့တချမ်းကအပုတ်ဖက်ကိုပါမသွားအောင်စူးစမ်းဖို့တင်ပါတယ် အဲဒါကဓမ္မတို့လည်းပဲဟာတလောကလုံးဒီလိုပဲပြတ်နေတာပဲအရှင်မြတ်ကြီးဆိုပြီးတော့လိုက်ပြတ်ဖို့မစဉ်းစားပါနဲ့သူများဘီယာတော့လိုက်တတ်ဖို့မစဉ်းစားပါနဲ့သူများလောင်းကစားလို့လိုက်လို့မစဉ်းစားပါနဲ့သူများမကောင်းမှုဒုစရိုက်လို့လိုက်လို့မစဉ်းစားပါနဲ့အပုပ်တွေကိုကောင်းအောင်လုပ်နိုင်ဖို့မစွမ်းနိုင်ဘူးဆိုရင်ကိုကိုယ်တိုင်မပုပ်သွားဖို့အရေးကြီးတယ်ဆိုတာကိုကျွန်တော်ရတတိပေးတာပါလူပုဂ္ဂိုလ်တွေရောတန်ခါတွေရောကိုကိုယ်တိုင်မပုပ်သွားဖို့အရေးကြီးတယ် အပုပ်ဖက်ကိုမပေါသွားဖို့အရေးကြီးတယ်။နောက်ဆုံးမှာအဲ့ဒါနဲ့ဆရာတော်ကြီးကနေကုန်းချုပ်တာတယ်။ပိန်နေသည့်အပုပ်ဥပမာနေကုန်းချုပ်တာတယ်ပေါ့။ဒါကြောင့်ဒီနေ့အလူရှင်များနဲ့တကွာဓမ္မမိတ်ဆွေများအားလုံးမာကနုံရှင်တော်ဘုရားကြီးမြင်ကျင်တဲ့သာသနာဆိုတာတိုင်းပြည်ကြီးကစီလုံးညညွတ်ပြီးတော့စီပွားရေးကောင်ကျမ်းမာရေးကောင်ပညာရေးကောင်ကောင်းခြင်းသုံးချာနဲ့ပြည့်စုံမယ်နော်။စီပွားရေးလည်းကောင်းရမယ်။ကျမ်းမာရေးလည်းကောင်းကြရမယ်။ပညာရေးလည်းကောင်းကြရမယ်။မနေ့ကတော့ BNN က ကပီယာလေးရောက်လာတော့သူတို့ဘီအန်နိုင်ငံအကြောင်းတွေပြောချက်ဘီအန်နိုင်ငံကဈေးပညာတွေတွတ်တက်လာတယ်ကျမ်းမာရေးတွေကောင်းကြတယ်ဆိုတာသူတို့တိုင်းပြည်သားတွေအားလုံးကကျမ်းမာရေးကိုစိတ်ဝင်စားတယ်တက်နိုင်ဆုံးသူတို့အသီးအရွက်တွေကိုစားကြတယ်အသံကားတွေတက်နိုင်သမျှအချောင်းကြတယ်ကျမ်းမာရေးလိုက်စားကြတဲ့အခါမှာသူတို့ရဲ့ကျမ်းမာရေးကအတော်ကောင်းကြတယ်ပေါ့ အဲ့ဒါသူတို့နိုင်ငံရဲ့ကျန်းမာရေးအကြောင်းတွေစကားဆက်ရင်လည်းပြောကြတာเนาะအဲကြောင့်ဆယ်တော်ကြီးကမိမိတို့မြန်မာနိုင်ငံကိုเนาะအဲ့လိုကောင်းချင်းသုံးချာနဲ့ပြည်စုံတဲ့နိုင်ငံဖြစ်စေချင်တယ်စီးပွားရေးကောင်းအောင်ကျန်းမာရေးကောင်းအောင်ပညာရေးကောင်းအောင်ကောင်းချင်းသုံးပြပြည်စုံသာသနာတော်ကလည်းတန်ရှင်းတက်ရတိတ်ဆိတ်ပြီးတော့ယဟန်တန်ကတော်တွေတိရသမားတွေပညာနဲ့ပြည်စုံရမယ်အဲ့လိုဆိုရင်တော့နိုင်ငံလည်းကောင်းသာသနာလည်းကောင်းဒီလိုဖြစ်ရမယ်လို့ဆယ်တော်ကြီးညွှန်နေတဲ့သာသနာဖြစ်ပါတယ်ကြောင့်ဦးဇင်းတို့သာသနာနောက်ပြားမှာ တရားကမ္မများအားလုံးစူးစမ်းပြီးတော့အများသူငါကောင်းနိုင်ဖို့စူးစမ်းနိုင်ရင်စူးစမ်းမစူးစမ်းနိုင်ရင်တော့ဒုကိုယ်တိုင်ကောင်းအောင်စူးစမ်းမယ်လို့ခံယူဆောက်တည်ပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမတော်ကိုဥဒရပန်းစင်ကဗုဒ္ဓမြတ်စွာသာသနာတော်ကိုဗုဒ္ဓတော်တော်ကြောင့်ကိုယ်ွယ်စည်းကပ်နိုင်တဲ့မြေကောင်းသားမြေကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီစူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်းအာမင်